Hello ချေရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီနေ့ကတော့2025ခုနှစ် April 26ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတွားကြည့်ရမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မှာလည်းသတင်းတူတွေရှိတာဖြစ်တယ်အဲ့တော့အရင်ဆုံးလွန်ရီတူရှင်သတင်းတွေနဲ့ပဲစလိုက်မယ်နော် ထမအုံဆုံးသတင်းတပုတ်ကတော့စစ်ကောင်စီ၏စစ်မှုရန်တပ်သား6ဦးဒီမော့ဆုပြည်သူ့ကာကွယ်ရေးတပ်ထံလက်နက်6လက်နဲ့အတူဘက်ပြောင်းကိုလိုလာကြောင်းအစိုးရတပ်ဖွဲ့ကယနေ့2025ခုနှစ်ဧပြီလ26ရက်မှာသတင်းထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းမှဖြစ်ပါရနော်အဲ့တော့ဒီစစ်မှုရန်တပ်သား6 6ဦးပါပေါ့နော် MA 5လက် MAG 445တောင်း G ဘော့16ခု၊လက်ဖြုံ4လုံး14မိုင်း3လုံး G က4ထည် Icon 3လုံးနဲ့ဖုန်း9လုံးတို့ဖြစ်ခုံလာတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်သတင်းတစ်ပုဒ်ကတော့စင်ပန်ဝဲမြို့နယ်ရှိစစ်ရှုံးကောင်စီရဲ့ကပ္ပဆ73တဲကိုတရားခွန်မှမှရှော့လိုက်တော့10လုံးအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့စစ်ရှုံးကောင်စီရဲ့ကပ္ပဆ73တဲကိုရှော့လိုက်တော့10လုံးအောင်မြင်စွာပြစ်ခတ်နိုင်ပြီးရေးပါတဲ့ဒီ primer စက်ရုံအပါဝင်အခြားစက်ရုံတွေထိမှန်ပတ်ခွဲခဲ့ကထိခိုက်တာတွေအများကြီးရှိတယ်လို့ခဏဦးသိရပေမဲ့အသေးစိတ်ကိုအတည်ပြုနိုင်ဖို့ဆက်လက်စုံစမ်းနေတယ်လို့သတင်းရရှိပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့အပြည့်အကျဉ်းကြားထားတဲ့စစ်ကောင်စီက TNLA စိုးမိုးနေပြီးနောင်ချွေကိုစစ်ကောင်စီလေးတက်ကဘုံအစိမ့်ငွေဘုံနေနဲ့တိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ဒီလာရှူးမှာဒီ MMD ကအပြစ်ခတ်တွေရက်ပြီးမှနောက်ဆုတ်ပေးလိုက်ရတဲ့အချိန်မှာအခုဆိုရင် TNLA ထိချုပ်နေပြီးဒီမှာကျမစစ်ကောင်စီကထိုးစစ်တွေဆင်နေတာဖြစ်ပါတယ်နော်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းစကိုင်းမြို့နယ်ဘဒူကြီးရအနီးမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်များမနေ့ကဘောတော့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား 24ဦးတေဆုံးကလက်နက်22လက်တင်းစေရရှိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ငလေးနယ်ခန်းစားခဲ့ရတဲ့ပြည်သူများအတွက်စကိုင်းတိုင်းစကိုင်းမြို့ပါရမီရက်ကွက်1900ပြည့်အထိတ်မဲ့အားစားကွင်းမှာယာယီအခမဲ့ဆေးရုံဖွင့်ကဆေးကုသပေးနေကြောင်းမနေ့ကမြန်မာနိုင်ငံဆိုင်ရာမလေးရှားတိုင်းကထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့ဒီမှာပေါ့နော် တောက်ဖွားမီရဲ့ဖြားနာခွဲစိတ်ကုသအယူအကျော်ကလေးချမ်းမာရေးတွားနေခရင်နားနှာခေါင်းလေချောင်းနဲ့မျက်စိရောဂါများကိုအခမဲ့ကုသပေးနေတယ်လို့သိရပါတယ်။ဆေးရုံကိုတောက်ကြာနေကလွဲပြီးပေါ့နော်။နည်းနည်း၈နာရီမှညနေ9နာရီထိကုသပေးနေတယ်လို့သိရပါတယ်။အဆိုပါဆေးရုံကိုဘုံမူကြီးဒေါက်တာအာမဖာဟန် အမဖော့ဦးဆောင်ပြီးအဖွဲ့ဝင်69ဦးကဆေးကုပေးနေခြင်းဖြစ်ပါတယ်တဲ့ကနဦးမှာနှစ်ပတ်ကြာဖွင့်လှစ်မည်ဟုသိရပြီးဒေသခံများ၏လိုအပ်ချက်ပေါ်မူတည်၍တလားထီတိုးမြှင့်ဖွင့်လှစ်နိုင်ရန်စီစဉ်သွားမည်ဟုလည်းသိရပါတယ်ဗောနော်အဲ့တော့မနေ့ကမှစဖွင့်နေဆိုတော့နှစ်ပတ်ဆိုတော့အဲ့ဒါနည်းအခြေရှိသေးတယ်ဗောနော်အဲ့တော့အမဆေးကုသားလိုတဲ့လူတွေဗောနော်အခမဲ့ဆေးကုလို့တားလို့ရပါတယ်နော်အဲ့တော့အသေးစိတ်တွေကိုသိချင်တယ်ဆိုရင်တော့ဒီမြန်မာနောက်မှာလည်းတွားပြီးမှဖက်လို့ရပါတယ်နော်ဒီသတင်းကို ။စကိုင်းမြို့နယ်မြောက်ချမ်းကိုစစ်ကြောင်းထိုးလာသောစစ်ကောင်စီအမှတ်33ချီမြန်တပ်မဌာနချုပ်တပ်မ33ရဲ့စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်တဲ့အထိတိုက်ခတ်ခံရပြီး20ထက်မနည်းမျိုးစားဖြစ်ပြီးလက်နက်20ကျော်ရရှိကြောင်းစစ်ရေးသတင်းများကပြောရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်။ဒါကတော့ဒီနေ့မှတက်လာတဲ့ဒီ breaking news နဲ့တက်လာတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ဒီ24ရက်နေ့ကတည်းကစကိုင်းမြို့နောက်မြောက်ဖက်ရှိစကြင်ကြီးရထိပ်သို့စကိုင်းမြို့အခြေဆိုင်တပ်မ33မှအင်အား60ခန့်ပါသောစစ်သားများသည့်4ကား30ပြင်ဝင်ရောက်လာခြင်းဖြစ်ပါတယ်တဲ့အဲ့တော့အခုချိန်မှာဆိုရင်ဒီ ဂျမ်ဘက်စစ်ကောင်စီအဖွဲ့တွေကိုတော်လိုက်တစ်ဖွဲ့တိုက်ခတ်လိုက်တာမနော်ဒီ40လောက်ကမျိုးစာဖြစ်သွားတယ်လို့သတင်းရရှိပါတယ်နော်ကဲကျွန်တော်တို့အရင်ဆုံးကြည့်ရမှာကတော့ဒီထိုင်းနိုင်ငံကဒီကိုရဲ့ဗီဒီယိုကြည့်ရမှာပါနော်အဲ့တော့မေလတရက်နေ့မေဒေးနေ့အလောသမားနေ့ကြရင်ဒီလုံနေကြအတိုင်းပေါ့နော်အမဒီဆန္ဒပြတာတွေပါညာလုတ်ဖို့ပြောထားတဲ့ဗီဒီယိုဖိုင်လေးနောက်ကြည့်အောင်နော်ဟုတ်ကဲ့ပါအာဒီနေ့ပြောချင်တဲ့အကြောင်းရင်းကတော့ဒီအလုတ်သမားနေ့လာတော့မယ်ဗျာမေဒီနားလာပိုင်းတရက်နေ့เนาะ အာနှစ်တိုင်းပဲကျွန်တော်တို့ကဒီအလုပ်သမားနေ့မှာလှုပ်ရှားမှုလုပ်တယ်ဗျာဒီနှစ်လဲကျွန်တော်တို့အာလှုပ်ရှားမှုလုပ်မှာဗျာเนาะအာဒီနှစ်ကတော့ခါတိုင်းနေ့အတိုင်းပဲဒီဘယ်လိုပြောမလဲအာထိုင်းဖွဲ့စည်းတွေနဲ့အလုပ်သမားဖွဲ့စည်းတွေနဲ့ဒီမိုကရေစီဖက်ကပေါ့ဗျာเนาะအာသူတို့နဲ့လှုပ်မှာခါတိုင်းနေ့အတဲသုံးဖွဲ့လောက်လုပ်တယ်ဗျာเนาะအစိုးရအဖွဲ့ရှိတယ်ဘောမအဖွဲ့ရှိတယ်နောက်တဲ့ဒီမိုကရေစီဖွဲ့ရှိတယ်သုံးဖွဲ့ပေါ့เนาะဆိုတော့အဲ့ဒါပဲအာကျွန်တော်တို့ကဒီမိုကရေစီဖွဲ့ကနေနေပြီးမှဒီအာအလုပ်သမားကြီး အာနေ့ကိုအာပါဝင်ဆင်လွှဲမှဖြစ်တယ်ဗျာနော်ဆိုတော့ရက်နီးခဏနေကြရင်ပြန်ပြီးမှအာပို့တင်သွားမယ်အားလုံးညီစေရေတော်ဘုံအောင်းနေပြီကဲဒါတော့ထိုင်နိုင်ငံမှာရှိတဲ့ညီကောင်မတော်မရဲ့တွဲသတင်းဖြစ်ပါတယ်နော်ကဲနောက်တဲ့သတင်းကတော့ Champions League ကောင်စီရဲ့လီဂျောင်းဘုံချဲမှုနဲ့ပတ်သက်ပြီးတော့မနော်သူသုံးသက်တင်ပြထားတဲ့ဟာလေးနောက်အောင်ကြည့်လာအောင်နော်ဒီကက်ကက်မနေဖို့လိုအပ်တယ်ရွာထဲမှာ PDF တွေစကန်ချတာတွေဝင်ရောက်သွားလာတာတွေမလုပ်ဖို့လိုအပ်တယ် အကျန့်ဖက်ကတော့သူ့အလုပ်ကိုသူလုပ်မှာပဲအဲ့တော့ပြည်သူလူထုထိခိုက်နေတာမှုအ ਨੇ ဆုံးဖြစ်ဖို့တော့ပြည်သူတမတော်သားတွေကဒါရှောင်ရှားရမှာဖြစ်ပါတယ်နောက်တစ်ခါပို့ပြီးတော့မှအရေးကြီးတာကဒီတိုက်ပွဲပြန်လာတဲ့ PDF တွေတိုက်ပွဲပြန်လာတဲ့တော်လန်ရေးရဲဘော်တွေကိုနော်ကြိုးဆိုတာတွေအောင်ပွဲခံတာတွေကိုရွာထဲမှာလုံးဝမလုပ်ပါနဲ့ရွာသူရွာသားတွေလည်းလုံးဝဒီအချိန်ဒီကာလဟာတော်လန်ရေးတိုက်ပွဲရေးချိန်အမြင့်ဆုံးကာလဖြစ်တဲ့အတွက်ပြည်သူလူထုထိခိုက်နေတာမှု အ ਨੇ ဆုံးဖြစ်ဖို့အတွက်လူလူရှင်ကြားမလုပ်ပါနဲ့မဖြစ်မနေလို့ရွာထဲကိုသွားရမယ်မဖြစ်မနေလို့ဒီပြည်သူလူလူနဲ့လက်ပေါင်းတတိနေရတဲ့အခါမျိုးတွေရှိခဲ့ရင်တော့ online ပေါ်မသိကျွန်တော်အနည်းဆက်ဆုံးဥပမာတစ်ခုပေးရရင်ရခိုင်တော်လန်ရေးတက်တော်ကိုပဲကြည်ပါနော်ရခိုင်တက်တော်ဆိုရင်အခု ရခိုင်ပြည်တပြည်နယ်လုံးကိုအေအေကတိမ့်ထားတာအခုဆိုမြို့နှစ်မြို့သုံးမြို့လောက်ပဲကြံတော့တယ်အေအေတိမ့်ဖို့နေရာက ရခိုင်တပ်တော်အေအေကဘယ်တုံးကမှဒီရွာတို့ဝိုင်းဒီတိုက်ပွဲတွေပြင်းထန်နေတဲ့ကာလမှာဘယ်တုံးမှမတင်ဘူးဘယ်တုံးမှပြည်သူနဲ့လက်ပွန်းတတိနေတာတွေအွန်လိုင်းပေါ်တက်မလာဘူး။ဘာကြောက်လဲဆိုတော့အဲ့ဒီလိုစစ်တပ်ကပြည်သူလူထုကိုအနှိုးထားပြီးလေချောင်းဘုံကျဲတာတွေကိုရှောင်ရှားအောင်လို့အေအေကအဲ့ဒီလိုလှုပ်တာခုကျွန်တော်တို့မြင်နေတွေ့နေရတာကဒီတော်လန်ရေးတပ်ဖွဲ့တွေ PDF တွေအနေနဲ့ဒီ ရွာလူရွာသားတွေနဲ့လက်ပွန်းတတိနေတာတွေအဲ့လိုအောင်ပွဲခံဗီဒီယိုဖိုင်တွေကိုဘုံယူဝင့်ကြွားတင်တာတွေကပြည်သူလူထုတို့အရန်ကိုအန်ဒီရဲများပါတယ်အဲ့တော့အကျန်းဖက်ကတော့သူ့ရဲ့အလုတ်ကအကျန်းဖက်တဲ့အလုတ်ပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်တက်ဖြတ်တဲ့အလုတ်ကသူ့ရဲ့အလုတ်ပဲသူအာနာတိမြဲဖို့အတွက်သူမျက်များတက်နိုင်မှအစ်စ်သက်ကအာနာတိမြဲမှာနော်ပြည်သူလူထုကိုမျက်များတက်ဖြတ်နိုင်မှသူ့ကိုတော်လှန်နေတဲ့ပြည်သူတွေမျက်များတက်ဖြတ်နိုင်မှနော်သူ့ကိုမထောက်ခံတဲ့စစ်သက်ကိုမထောက်ခံတဲ့စစ်အာဏာရှင်ကိုမထောက်ခံတဲ့လူတွေကိုဆိုရင်စစ်သက်ကရန်သူလို့သဘောထားထားတာ ရန်သူလို့ပြစ်မှတ်ထားတာအဲ့တော့ပြည်သူလူထုအနေနဲ့ကလည်းโจတင်ပြင်ဆင်တာတွေရှောင်ရှားတာတွေကိုဂယုတဆိုင်လုပ်ဖို့လိုပါတယ်ကျွန်တော်တို့ရှစ်ဆက်ဒီ2025ရဲ့ရှစ်ဆက်ဟိုဘက်လတွေမှာတိုက်ပွဲတွေကပုံပြီးတော့မှပြင်းထန်လာဖို့ရှိတယ်ရွာတွေတင်မဟုတ်ပဲနဲ့မြို့ကြီးပေါ်တွေအထိကိုတိုက်ပွဲတွေကရောက်လာဖို့ရှိတယ်အဲ့တော့ကဲဒါကတော့သူသုံးသက်ထားတဲ့သတင်းပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီချမစစ်ကောင်စီကခုချိန်မှာဆိုရင်ဒီ ပြည်သူတွေကိုပြည်သူတွေကပေါ့နော်ဒီတော်လိုင်းအဖွဲ့တွေပြန်လာတာကြိုတဲ့ပုံတွေမြင်သူတို့တအားစိတ်ဆိုးတာဖြစ်ပါနော်သူတို့ကဒါတွေမနာလို့ဖြစ်မှာပါနော်လုံးဝမချေနိုင်ဘူးဖြစ်ပါတယ်အဲ့တော့ပြည်သူတွေကိုပြီးရင်အညိုးနဲ့အဲ့ဒီရဲ့မြို့တွေရွာတွေကိုပို့ပြီးတော့ပေါ့နော်ဘုံကျဲတဲ့အခြေအနေရှိပါတယ်နော်အဲ့ဒါတွေကိုသုံးသပ်ပြီးတင်ပြပေးထားဖြစ်ပါတယ်အဲ့တော့ဒီကာလမှာတော့ဂျမက်စကောင်စီကဘုံနဲ့လိုဒလိုကျဲနိုင်တဲ့အနေအထားဖြစ်နေတယ်ပေါ့နော်အခုဆိုရင်ဒီရုရှားတို့တရုတ်တို့ရထောက်ပံ့မှုကလည်းဘုံတွေကတော်တော်လေးပေါ်ပေါ်တည်တည်ကိုသုံးနိုင်တဲ့အနေအထားမှာရှိပါတယ်နော်အဲ့တော့ဒီလေချောင်းအန်ဒီရဲ့အတွက်ပေါ့နော်စီဂျီသစ်တာစီဂျင်ဖို့သုံးသပ်တင်ပြပေးထားဖြစ်ပါတယ်နော် ကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာကတော့ဒီကျွန်တော်တို့ရဲ့ CDN ဘူကြီးဇင်းရောတုံးသက်ထားတဲ့မြောက်ပိုင်းသတင်းတွေနဲ့အပြင်တခြားသတင်းတွေကျွန်တော်နောက်ထပ်ကြည့်လအောင်နော်။ဟုတ်ရေကိုတစ်ချက်ကြည့်ရရင်လာရှိုးမှာစစ်ကောင်စီကတရုတ်ပြည်အားနဲ့ဟန်ပြဝင်ရောက်လာတာဖြစ်ပေမဲ့ short တွေ့လို့မရသေးကြပါဘူး။ကိုကံအဖွဲ့အပြစ်ဆိုင်ထားတာတင်နီလာအေးတို့အပေါ်စီရေးတရားမှုအများကြီးရှိလာပါတယ်။နောက်ချိုးကိုစစ်ကောင်စီကစီရေးနည်းနဲ့ပြန်ပြီးရယူဖို့ချင်းမြောက်တိုင်းစစ်သားနာကြောင့်တိုင်းမှုကိုဖိအားပေးနေသလိုငုတ်ကုတ်ကိုပြန်လည်ရရှိရေးအတွက် အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုကိုနေ့စဉ်စီးရေးစီမံချက်တောင်းခံနေတယ်လို့သိရပါတယ်။ဒို့ပေမဲ့မန္တလေးမရယာစင်ကူတပိတ်ချင်းလမ်းကြောင်းကိုစစ်ကောင်စီအပြေအဝထိန်းချုပ်မထားနိုင်ဘူးဖြစ်ပါ။ဒါကြောင့်အပြာကြောင်းလို့ခေါ်တဲ့ရေထဲကနေတပိတ်ချင်းအမှတ်73တပ်မတော်တပ်မြင့်နေချင်းအကြောင်းကိုတိုက်စစ်ရဲ့စီးရနေရတတ်မှတ်ပြီးဘိုးကုတ်ဘက်ကိုတိုက်စစ်ဆင်လာနိုင်စရာတနည်းသာရှိပါတယ်။ငွေတိုင်းမင်းဘူးခရိုင်ဗရန်ခွင်တွေကိုဂျီနာမဖြတ်ပြီးအလုံးမိတ်မော်တော်ယာဉ်၃စီးအာလူအပြည့်နဲ့ဝင်လာတာရှိပါတယ်။ နိုင်ငံဘက်မှာလည်းလက်နက်ငယ်သားတွေကြားနေရပါသေးတယ်။ဂျမန်နေကံမဂျင်းတာဂျဲစကန်ဖြစ်စဉ်အတွက်စစ်နယ်မြေမှုဖြစ်တဲ့အမတ်စနစ်ကာဝေးပစ္စည်းဆိုင်ရာဆိုင်ရာမှုဘုံမှုကြီးနိုင်အောင်ခေါင်းချိန်နေတယ်လို့သိရပါတယ်။တရက်ခရိုင်ရှင်မောင်ဝဲမြို့နယ်ဘရောက်ကန်ခြေဆိုင်အမတ်စက်သုံးကာဝေးပစ္စည်းဆိုင်ရာကိုတရားဖော်မမတွေနဲ့ယနေ့မနေ့မှာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ထိခိုက်ပျက်စီးမှုစီးရင်တွေကိုတော့သက်ဆိုင်ရာအဖွဲ့တွေကမကြမီးထုတ်ပြန်လာတာကိုစောင့်မျှော်ကြရပါမယ်။ အဆိုပါဆက်ယုံရဲ့အဓိကဝင်လန်းဟာမလွန်တကားကနေတော့ရတာဖြစ်ပြီးမလွန်ခြေဆိုင်အမှတ်နဲ့ကာဝေးရေးအစီအစဉ်ဆက်ယုံနဲ့အာဆီယံဆက်ပြစ်ကွင်းသာချတာဖြစ်ပြီးဆက်ယုံရင်းဆက်လန်းလည်းဖောက်လုပ်ထားပါတယ်အဆိုပါဆက်ယုံဟာဘုံးစည်းတွေအတွက်အခြေခံကြတဲ့ primer ဒီတိုနေတာစသီယာတွေထုတ်လုပ်တာဖြစ်ပါတယ်၎င်းဆက်ယုံဟာစစ်တီတွေဟာဖောက်ခွဲရေးပစ္စည်းတွေထမ်းရရင်ကိုအိုဝင်ဝင်ရပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီဆက်ယုံဟာစစ်ဖက်သုံးနေမှာကအရက်ဖက်သုံးဖားကန်ကဲတို့မိုင်းတွင်းတွေမှာအတုံးပြူတာကိုလည်း ထုတ်လုပ်ပေးရတာဖြစ်ပါတယ်။ရခိုင်တော့ကဆိုရင်ဖားကံမှာကပ္ပဒါစတုံးကဘူဝီဦးစီးရဲ့တပ်စုတစုအလှည့်ကြသွားထိုင်ရလေးရှိပါတယ်။အဖူ fire wine လို့ခေါ်တဲ့မီးထိုးစီခွဲတယ်အများဆုံးရတာမှုအဲ့ဒီဆက်ရုံမှုဆိုရင်ဒူဘိုင်းစော်ဘွားလို့နောက်ပြောင်ခေါ်လေးရှိပြီးလက်ရှိဆက်ရုံမှုကတော့ဘူမူကြီးထုံထုံအေးဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ကဲဒါတော့ စီဇန်ပိုးရေးစီရင်တင်ပြထားတဲ့သတင်းဖြစ်ပါတယ်နော်အဲကပ္ပစာထဲကိုခုနရှော့လိုက်လုံး၁၀လုံးပြစ်လိုက်တဲ့သတင်းလဲကျွန်တော်တို့ကြားပြီးပြီပေါ့နော်အဲ့တော့ဘလောက်ပြစ်စီသွားလဲဆိုတာလဲမကြခင်မှာသတင်းထွက်လာမှာဖြစ်ပါတယ်နော်ကဲဒါကတော့စစ်တုံးပန်းဖြစ်တဲ့ဒုတိယဗိုလ်မှူးကြီးတပ်ဦးမောင်ပေါ့နော်သူ့ကိုအင်တာဗျူးထားတဲ့ဟာလေနားအောင်ကြည့်အောင်နော်ဟိုကိုင်းမင်းတို့ပြောပြတယ်လို့ပေါ့နော်အဲကျွန်တော်တို့တွေကကျွန်တော်တို့ကခြေလင်းစစ်သားတွေခြေလင်းစစ်သားတွေဆိုတော့အဓိကတော့တောင်းတဲ့တောင်းတဲ့မှာပဲအခြားလက်ရုံးတက်ဖွဲ့စစ်တုံးပန်းတသားရပဲနော်မြို့တွေကတောင်းထမ်းဆောင်တာမဟုတ်ဘူးလေ ဲဒေါ်ရီတောင်ထဲမှာပဲဆိုတော့သူတို့ပေးရတဲ့အမိတောင်တွေကိုထမ်းဆောင်တယ်အခုလက်ရှိရတော့နိုင်ငံပြည်ပခါတွေစီးပြည်ပခါတွေကတော်တော်များများဖြစ်နေတယ်ပြီးလို့ရှိရင်အခုဆိုလို့ရှိရင်လည်းအခုကြားတာပေါ့လေဒါကြားမိတာလေးတွေကတော့အခုဆိုလို့ရှိရင်ငလင်လှုပ်တာလည်းရှိတယ်တဘာဝဘေးဒဏ်တွေပေါ့လေအပြီးလို့ရှိရင်မုံတိုင်းတွေဖြစ်တယ်ရည်ရည်ကြီးတယ်ပေါ့တော်တော်များများဒီလူလူကတော်တော်များများဒုက္ခရောက်နေကြတာပေါ့ဒုက္ခရောက်တဲ့အချိန်မှာတော့အဲဒီဒုက္ခတွေကိုဘယ်လိုဖြေရှင်းရမလဲကျွန်တော်တို့ဒီပြည်အောင်စုတိုင်းသားတွေအားလုံးပေါ့ ဒီနိုင်ငံထဲမှာနေတဲ့ပြည်သူတွေအားလုံးငင်းငင်းရလေးဖြစ်အောင်အခြေခြေကင်စီလုံးအဓိကငင်းငင်းရေးအတွက်ပေါ့လေပြီးလို့ချင်းဖြစ်လာတဲ့ဘောကဘေးရနေကိုလိုဘူးအောင်ဆောင်ရကြမယ်ဆိုရဲအင်းနိုင်ဟာလေးပေါ့အဲဒါမှရှိတဲ့တိုင်းလာလက်နက်ကင်တွေရောအဲတောင်းဝရှိတဲ့ဒါလက်ရှိတောင်းယူထားတဲ့အစိုးရတွေရောဒါလေးကိုအကောင်းဆုံးဖြစ်အောင်ဆောင်ရပေးပါလို့ပဲကျွန်တော်မြင်တယ်လူရဲလို့ဖြစ်လာရင်အိမ်မှာနေအိမ်စီကံပေါ့။အဲအเจ้าမှာနေလည်းအเจ้าစီကံ ်လမ်းပေါ်သွားမယ်ဆိုလို့ရှိရင်လမ်းစီကံအရင်မောင်းမယ်ဆိုတော့ရင်စီကံပေါ့အဲဒီစီမီစီကံနေကြတော့လူတိုင်းအကျုံဝင်လိုက်တာပေါ့လိုက်နာပါဘူးအကျုံဝင်တယ်ရှိလို့စီကံနေရှိတယ်ဒီစီကံနေဆိုတာလေလူတွေလို့လို့ပေါ်လာတာဟာလေမျိုးပေါ့အဖွဲ့စည်းတိုင်းမှာလည်းစီကံရှိရှိအကျုံဝင်တယ်ရှိရင်ကျွန်တော်တပ်မတော်သားတွေဆိုလို့ရှိရင်ပြည်သူတွေကပေါက်ဖွာလာတယ်တပ်မတော်သားပေါ့ပြည်သူရဲ့အကျုံဝင်ပြည်သူလူလူချမှတ်ထားစီမီစီကံလိုက်နာသလိုကျွန်တော်တို့တပ်မတော်ကချမှတ်ထားတဲ့စီမီစီကံလိုက်နာတယ်ပေါ့ဒါဒီစီမီနေကိုလိုက်နာတဲ့လူတွေရှိတယ်လို့မလိုက်နာတဲ့လူတွေရှိတယ် အလိုက်နာတဲ့လူတွေကတော့အဲသူကသူတရားဥပဒေပေါင်းလို့ရငင်းချမ်းလေးသွားလို့ရမယ်အဲမလိုက်နာတဲ့လူတွေကတော့သူတိစေဥပဒေတွေစီမင်းစည်းကမ်းတွေတိုင်းမဲ့အဲဒီကြအရေးယူဖို့ပြောရှင်းပါပြီးတော့ပေါ့ဒါကတော့ပါပြောဂျင်းနီပါကွန်မရှင်နဲ့ညီထားတယ်လူခွင့်ရည်နဲ့ညီထားတယ်လူကျုံကုန်တိခါနဲ့ညီထားတာပေါ့ပြီးလို့ရှင်ကျွန်တော်တို့နေ့စဉ်စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ပြီးလို့ရှင်နောက်ကကျမ်းမာရေးပေါ့အစအစအရာရာအာပြုစုဆောင်ရှောက်ပါတယ်ဂျင်းနီပါကွန်မရှင်နဲ့ညီထားတယ်လူကုန်တိခါနဲ့ညီထားတယ်ကျေးဇူးလေးတင်ပါတယ်ခင်ဗျာ ကဲဒါကတော့ဗောနော Champions League ကောင်စီစစ်တုံးပန်းဒုတိယဘုံကြီးတက်ဦးမောင်ဗောနော်သူ့ကိုဒီမှာဖမ်းမိပြီးတော့အခုဒီမှာထားထားတဲ့အနေထားဖြစ်ပါတယ်နော်ဒီကျွန်တော် တော်လိုက်ဘက်ကထားထားတဲ့အနေထားတော့ဒီမှာ share ကိုထားထားတာဗောနော်ဒါစစ်တုံးပန်းဗောနော်တကယ်ဆိုတော့အဲသူပြောတဲ့စကားတွေကတော့အာသူ့အပါနဲ့ညှိကိုက်တဲ့အနေထားတော့တိတ်တော့အဆင်မပြေပါဘူးနော်အဲတော့တချို့တွေကလည်းဒီစစ်တုံးပန်းသားဖြစ်လာတာဗောနော်အခုချိန်ထိဟိုအမြင်မမရသေးတဲ့သူတွေလည်းရှိပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ match လ28ရက်နေ့ငလင်ကြီးကြောင့်ပေါ့နော်နေပြီးတော့အဲထဲမှာရှိတဲ့အဆောက်အဦတွေတော်တော်များများပျက်စီးသွားဖြစ်ပါတယ်နော်အဲ့ပျက်စီးသွားတဲ့အဆောက်အဦတွေတော်တော်များများ Champions စစ်ကောင်စီရုံးထိုင်ရနေတာအဆောက်အဦတွေလည်းဖြစ်ပါတယ်အဲ့တော့အဲ့အဆောက်အဦတွေတီးဆောက်ခဲ့ကြတဲ့ community တွေပေါ့နော်အခုချိန်မှာဆိုပြန်ခေါ်ပြီးတော့ပေါ့နော်ပြည်တယ်နေချမှတ်ဖို့လားဘာလုပ်ဖို့လားမသိပြန်ခေါ်နေတဲ့အနေအထားတွေတွေ့ရပါတယ်နော်အဲ့သတင်းကိုပြောထားတဲ့ကြော်စိုးရဲ့ဗီဒီယိုတစ်ချက်နောက်ကြည့်အောင်နော်ဟုတ်ဖြစ်ပါတယ်အော်ဒီကနေ့ပထမဆုံးသတင်းပို့ဆက်ပြီးတင်ပြပေးခြင်းပါတယ်ဒါကတော့ဒီကနေ့ဒီကနေ့ဒီကျေးပုံနယ်မြမအလင်းသတင်းစာမှာပါတဲ့ အခြေအနေပေါ့ဗျာအရန်ထူးခြားတဲ့အခြေအနေပေါ့အဲ့ဒါကဆက်ဆက်တွယ်ဆောင်ရွက်နိုင်ရေးအကြောင်းကြားခြင်းနဲ့အဲ့ဒီခေါင်းစဉ်နဲ့ပေါ့ဗျာအဲ့မှာနေပြီးတော့တိဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းတွေပါဝင်သည့်ယုံဌာနအဆောက်အဦများအထူးအဆောက်အဦများဝန်ထမ်းအင်အားများအုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများအပါအဝင်အခြားအဆောက်အဦတိဆောက်ရေးလုပ်ငန်းများတွင်တိဆောက်ခဲ့သည့်ကော်မတီများနေဖြင့်အောက်ပါအောက်ဖော်ပြပါပုဂ္ဂိုလ်များမှတဆင့်နေပြီးတော့စီမံသားရေးကော်မတီတို့ ဆက်သွယ်ဆောင်ဆောင်ရွက်နိုင်ပါရင်အကြောင်းကြားအပ်ပါသည်အဲ့မှာဘသူဘသူပေါ့ဗျာဆက်သွယ်ရမလိမ့်စာကားဒီနေပြီးတော့စီမံသားရဲ့ကော်မတီမြို့တော်ခမ်းမအောက်ကတော့ကျွန်တော်တို့အဆောက်အဦများပြန်လဲပြုပြင်အသုံးပြုရင်းနဲ့အစ်စ်ဒီဆောက်ရေးကြီးကြပ်မှုကော်မတီလို့ဖော်ပြတာတွေ့ရပါတယ်တော့တနည်းအားဖြင့်အဆောက်အဦများဆောက်လို့ရတယ်နဲ့ခိုင်ဆက်မှုကိုအလင်းမထားသည့်အတွက်မလိုလားအသည့်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရပါတယ်မျက်မြင်စစ်ဆေးချက်အရအချို့အဆောက်အဦများဆောက်လို့ရတယ်အင်ဂျင်နီယာပိုင်းဆိုင်ရာ တတ်မှတ်ချက်များနဲ့ကိုက်ညီမှုမရှိသေးဘူးစစ်စစ်တွေ့ရှိရပါတယ်ထို့သောတတ်မှတ်ချက်နဲ့မညီညွတ်ဘဲဆောင်ရွက်ထားသည့်များကိုပြန်လဲစစ်စစ်အရေးယူဆောင်ရွက်သွားရဆိုပြီးတော့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကပြည်အောင်စုအစည်းအဝေးမှာမှာကြားခဲ့တယ်မှာကြားခဲ့တယ်အဲ့ဒီရဲ့အဲ့ဒီရဲ့မှာကြားမှုနဲ့လက်ရှိအခြေအနေဖြစ်လာတယ်လို့ကျွန်တော်တို့နားလည်ရတယ်အဲ့တော့ဒီဒီကျွန်တော်တို့လွတ်တော်ဆိုတာလည်းနိုင်ငံတော်ရဲ့ပြရုပ်နိုင်ငံတော်ရဲ့ပြရုပ်ပြီးရင်ကျွန်တော်အခြားသောအဆောက်အဦအများကြီးပါပဲအဲ့ဒီကုမ္ပဏီလက်ရှိရှင်းနေနေဆက်ဖြစ်တယ် လက်ရှိကျွန်တော်တို့တို့ကုမ္ပဏီမဖြတ်သိမ်းဘူးတောက်လျှောက်ကိုရှိနေတာဖြစ်တယ်ဒီလက်ရှိဒီနေပြည်တော်ကြီးပြန်လဲနေပြည်တော်ကြီးတောက်တဲ့ကာလမှာပေါဝင်ခဲ့တဲ့ကုမ္ပဏီနဲ့ပတ်သက်ပြီးတော့နေနိုင်ငံတော်ကနေပြီးတော့ဒါဘယ်လိုမျိုးဆောင်ရမလဲဆိုတာကျွန်တော်ဆက်ပြီးဆောင်ကြမှာဖြစ်ပါတယ်အဲ့တော့ထူးထူးခြားခြားအနေနဲ့ကျွန်တော်ဒီနေ့သတင်းစာသတင်းစာတွေမှာပါလာတယ်သတင်းစာတွေမှာပါလာတဲ့အချက်တွေကကျွန်တော်တို့ဘာတွေဖြစ်လာမလဲပြီးဒီကုမ္ပဏီကိုနေနိုင်ငံတော်ကနေပြီးတော့ဘာတွေဆက်ပြီးဆောင်ရမလဲပေါ့ဒါတော့ကျွန်တော်ဆက်ပြီးဆောင်ကြမှာဖြစ်ပါတယ်အဲ့တော့ခင်ဗျားတို့သိရမှာကနေပြည်တော်ကြီးတောက်တဲ့ကာလတော့ကကုန်ရောင်းဝယ်အားလုံးကကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့ ဒါကျွန်တော်တို့ဒီအခွန်အန်းငွေတွေပါတယ်ပြီးကျွန်တော်တို့နိုင်ငံတော်ရဲ့ဒီတည်ရန်စာသားကနေရရှိလာတဲ့ဒါငွေတွေနဲ့ဒါတိစောက်ခဲ့တာဖြစ်ပါတယ်ဒီနေ့အပြင်ကျွန်တော်တို့ကျွန်တော်တို့ခင်ဗျားတို့အားလုံးပိုင်နေနေရာကြီးအဲ့တော့ဒီနေ့အပြင်ရှင်းအောင်ပြောမယ်ဆိုရင်နိုင်ငံတော်မှာတည်ရှိနေတဲ့လမ်းတွေတံတားတွေလျှက်စစ်တာဝါတိုင်းတွေစာတင်ကြောင်းတွေဆေးရုံတွေအဲ့ဒီအရာတွေအားလုံးကအစိုးရပိုင်တာမဟုတ်ခင်ဗျားတို့ကျွန်တော်တို့ပိုင်တာအဲ့တော့ဒီဟာတွေကိုကျွန်တော်ထိန်းသိမ်းရမှာကခင်ဗျားတို့မှလည်းတောင်းရှိတယ်ကျွန်တော်တို့မှလည်းတောင်းရှိတယ်အားလုံးကတောင်းရှိတယ်အစိုးရပိုင်တာမဟုတ်အစိုးရဆိုတာလက်ရှိ တီစဲအုပ်ချုပ်နေတဲ့အစိုးရပိုင်တာကဲတော့အစိုးရမပိုင်ဘူးဆိုရင်အဲ့ဒီအဆောက်အဦတွေနော်အမပြည်သူတွေဒုက္ခရောက်တဲ့အချိန်ခေါ်ပြီးမှအမနေခိုင်းလीနော်အခုမှပါနော်ပြက်ပြက်စီးမှသုံးလုံးမရတော့မှဒီပြည်သူပိုင်တာပိုင်လုံနေတာဟုတ်ဘူးကျွန်တော်တို့ခင်ဗျားတို့ပိုင်တဲ့အဆောက်အဦတွေဟွအဆောက်အဦတွေအဲ့တော့အဲ့တော့ဗျာခင်ဗျားဒီစေုံနေအကြမ်းဖက်သမားတွေဘုံခွဲတယ်အဲ့ဒီဘုံခွဲမှုတွေဆုံချုံတာကခင်ဗျားတို့ကျွန်တော်တို့ဆုံချုံတာပေါက်ကခင်ဗျားတို့ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေဆုံချုံတာအဲ့ဆိုသူတို့လင်းရင်ねဘုံချဲတဲ့ဟာတွေကဘယ်သူဆုံချုံတာလဲအကုန်လုံးဆုံချုံတာပဲเนาะ အဲသူမျိုးရောက်ပြောနေတယ်သူတို့ဘုံချဲတာမှာရေးစနေ့တိုင်းမှာဘုံမချင်းဘုံမချဲတဲ့နေ့ကိုမရှိဘူးเนาะခုဆိုရင်အဲ့တော့ပြောင်းလဲပြောင်းစားပြောတဲ့ဗီဒီယိုကဒီလောက်ပဲပေါ့เนาะအဲ့တော့ဒီနေပြီးတော့ဆောက်လုပ်ရင်းနဲ့ပတ်သက်ပြီးတော့ဒီဆောက်လုပ်ခဲ့ကြတဲ့ community တွေကိုအခုချိန်မှာပြန်ခေါ်တာကတော့တယူသားတော့မဟုတ်ဘူးเนาะဘယ်လိုမျိုးပြန်ပြီးတော့အဲ့ company တွေပြန်ညှိအောင်လဲမသိဘူးเนาะတေးချတယ်စစ်ကောင်စီစစ်ကောင်စီကလည်းအခုချိန်မှာငွေလိုနေတာဖြစ်တဲ့အတွက်ပေါ့เนาะဒီ company ကပြန်ပြီးညှိခံမဲ့အခြေအနေမှာရှိနေပါတယ်เนาะကဲနောက်ဆုံးမှာတော့ကျွန်တော်တို့ line မှာဟောင်းနေတဲ့ဇော်ဘွေးဟင်းကိုတဲအစော်လိုက်တဲ့ကိုစီးရဲ့ဗီဒီယိုတစ်ချက်လောက်ကြည့်ရအောင်เนาะ ဟုတ်လားနော်အေးအေးအော်ရီယာနိုင်ငံတော်ပျက်စီးရပျက်စီးဆောင်လဲမင်းတို့မကြံစီနဲ့ကိုဘဝကိုကိုတည်တော့နော်မင်းကတော့ပြောပါမင်းမင်းလေးမင်းကတော့ပြောပါထုတ်လိုက်ပြီလေဘဝကို DNA တွေ DNA တွေကိုဝါထိုင်လိုက်ပြီကို DNA ရပြန်တော့မယ်တဲ့ငါတို့ကသွားတော့မှာတဲ့နော်မင်းတို့ MDA ကိုကမင်းတို့တယ်စိတ်တယ်တာကွမ်လုံးမှာလိုက်ချပြီးလိုက်တက်နေရလေမင်းတို့နိုင်ငံရေးနဲ့စီရေးမင်းတို့မင်းတို့ရှာဖို့နော် ငါတို့အတက်ငါတို့အရေးခင်းလဲမိခဲ့တယ်ရှူဝါရောင်တွန်လိုင်းရေးလဲမိခဲ့တယ်ငါတို့နိုင်ငံရဲ့ဒီနိုင်ငံရေးစီးဆက်ကုမ္ပဏီမှာငါတို့မြင်နေရတဲ့အမြင်တွေအကုန်လုံးငါတို့နားလည်လို့မင်းတို့ငါတို့ကငါတို့ဗမာ PDF တွေဆိုတာဗမာလူတွေကပေါက်သွားတဲ့ PDF တွေမိခဲ့တယ်နားလည်တော့တာဟုတ်လားနော်။အော်မင်းတို့မသိလို့စကောနဲ့အသက်20 25နဲ့26နဲ့ကလေးတွေ။ဟော။ဒုစရီကိုချစ်တဲ့စိတ်တစ်ခုနဲ့ နိုင်ငံရေးစီနားမလည်မဲ့သူများတော့ပေးတော့လိုက်တော့ပေးဟာဟာဒုက္ခပါနိုင်ငံရေးစီဘက်ကပြောပြီးဒိုဆူယူချစ်ခုနဲ့မိစိတ်ထဲမှာပါတယ်ဒီနေ့တော်နိုင်ရေးက2021နွေဦးတော်နိုင်ရေးကတော့ဆန်းစုကြီးကိုချစ်တဲ့စိတ်နဲ့တော်နန်းနေတယ်ပေါ့ NLD ပါတီကတော်နန်းနေတယ်ပေါ့မင်းတို့ကစောက်ဘောတွေတည်တာတကယ်စောက်ဘောတွေဟဲ့မင်းတို့ကဘရိန်းတွေကနေဘာတွေမှလည်းမသိခါကြရင်လည်းအံ့ဩတယ်ဒီကောင်တွေတော့တော့အတိအမြဲမဲ့ရလားလို့တကယ်ပဲမင်းတို့တွေကဟမ်ဒီနေ့ဒီတကယ်အမှန်တရားကိုမသိတာလားဒါမှမဟုတ်ရင်ပြည့်ရတဲ့အဲ့လိုမျိုးပေါက်တဲ့ဗလံမထားပြောတာမစင်းစားလို့မရဘူးတို့ပြီးတော့ငါတို့ကအခုချိန်ဒီလဲငါတို့ကနားရတယ်ပြီးသေးတယ် ဒါပေမဲ့မင်းတို့နားမလည်ပြီးပါကအဲ့ဒီဒီသူတို့ပဲစစ်တိုင်းနေတယ်လို့ပါလို့ဟော MND KIA TNU မင်းတို့နားလည်ပြီးပါမင်းတို့တက်ပြင်ပါအဲ့ဒီကွယ်ဒီကွယ်တက်တယ်ဟဲ့တော့မင်းတို့တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးနဲ့ဂျားမာဟမ်မင်းတို့ကိုယ်တိုင်မင်းတို့တစ်တီးနဲ့မိုက်ရင်ပို့ပြီးပူလောင်ရလိမ့်မယ်မင်းတို့အေးအေးမယုံကြည်နေတဲ့ရထိုင်းပြည်နဲ့စုတောင်းတာကောင်းကောင်းစုတောင်းတာထောင်းပြနေတယ်ထောင်း မင်းတို့ကအတန်ရွင့်နေတဲ့အာဘင်္ဂလားတွေရောမဟုတ်ထုံးမြတ်နိုင်အချောင်းမြဆိုရင်မင်းဘူချုပ်ထုံးမြတ်နိုင်အချောင်းမပြောရချင်းခင်ဗျားကုန်းနိုင်ဘူချုပ်ထုံးမြတ်နိုင်ဒါမှမဟုတ်မင်းတို့မျိုးပေးလိုက်ကြည့်လေဟမ်ဘူချုပ်ထုံးမြတ်နိုင်ခေါ်ပြီးတော့ခန်းထဲထိုင်မင်းတို့မျိုးပေးလိုက်ကြည့်လေဟမ်အချောင်းလားမချောင်းလားတည်ကြည့်လို့ချင်းဟမ်ကြုံချသွားရမယ်အမှတိလားဟမ်ဟိုဘာလဲဇော်ဟုံးဟာငါဘယ်တော့မှစကားတခုလက်လို့စတဲ့မပြောဘူးတိလားမင်းတို့လိုခွေးမျိုးမဟုတ်ဘူးရှင်းလားကိုပြောတဲ့စကားတခုချက်ကိုယ့်ရဲ့တန်ဖိုးကိုဘယ်တော့မှမပြောင်းမှာမဟုတ်ဘူးနော်နိုင်ငံရေးနဲ့ပတ်သက်ပူဆိုးတယ်ငါပြောတဲ့စကားမှားလားလာရှိုးလာသိမ်းထားတာအင်္ဂလိပ်ကသိမ်းထားတာလား ဟမ်အခုယူကရိန်းနဲ့ရုရှားတို့ခရိုင်းမီးယားမှာယူကရိန်းနဲ့ရုရှားမှာရုရှားကသွားသိမ်းထားတဲ့ဟာတွေကိုပြန်ပေးပါဆိုပြီးယူကရိန်းကပြန်တောင်းနေတယ်လို့ဟုတ်လားအမေရိကန်သွားပြီးတော့ရုရှားပြန်ပေးလိုက်ပါလို့သွားပြောအကြမ်းတောင်းသေးတယ်အဲ့ဒါဆိုရင်မနိုင်လို့လို့ဘုပဲနိုင်ငံနဲ့ဒီဘက်နိုင်ငံဟုတ်တယ်နော်အခုကဘယ်နိုင်ငံမှလာသိမ်းထားတာမဟုတ်ဘူးကွာလာရှုကို MNDA ဆိုတဲ့တိုင်းနဲ့လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကသိမ်းထားတာအဲ့ဒါကိုပြန်တိုက်မနိုင်တော့ကျွန်တော်လာရှုပြန်တောင်းပေးပါဗျာငိုပြီးတော့ဆောက်ရှက်မရှိတာအဲ့ဒါကိုမင်းတို့ကဘုပ္ပတိဘာမိတယ်အော်ငါတို့ကအနတ်တစ်ချက်မဖောက်ဘဲလာရှုကိုပြန်ရရမယ် မင်းတို့ရှက်စရာရှက်စရာတော့မတီးတော့ဘူးတကယ်ပဲတကယ်တော့တကယ်ဘလတ်တိတ်ခါပြစဉ်းစားကြည့်ရမင်းပြောတော့ညမတက်မတော်ကြီးပြဟမ်မင်းတို့ရှက်ဘူးလားမရှက်ဘူးလားဟမ်အေးတခုရှိတယ် right god right god ကို right god ကပထမမဟာမိတ်အဖွဲ့ပေါင်းစုံနဲ့တိုက်တယ် right god နိုင်သွားတယ်မင်းတို့ခွေးပြီးသွားတယ်ခွေးလက်ထုတ်လိုက်တာ right god မဟာမိတ်ကပြန်ဆုပ်သွားတဲ့အချိန်မှာတပွဲပဲကြံမိခဲ့တယ်မင်းတို့စစ်တပ်ကစစ်တောင်းပြန်ခိုးတယ် right god ပြန်ရသွားတယ်အဲ့ဒါမျိုးဆိုကုန်းစားပြဒါငါပုတ်ဝင်လေးပြောတာငါဘယ်ဘက်ကမှမပြောင်းငါတို့ဘက်ကရှုံးနေရှုံးတာပဲရှုံးဝင်ခံရရမယ်တိလားအဲ့ right god ဟာမျိုးဒါငါတို့ဘက်ကရှုံးတာအေးစိပဲ နော်အရှုံးကိုဝင်ခန်းတယ်ရှုံးကိုရှုံးနဲ့တိတယ်ငါတို့ကငါတို့ဘက်ကရှိတဲ့လူတွေကဒါဟာငါတို့ရှုံးနဲ့ဆိုတော့တိတယ်မင်းတို့ကမင်းကိုဘွားခွေးဘွားရောက်နေတော့မင်းဂုံစာပြနေတယ်မရှိဘူးလားကွာဒီကောင်တွေကပီရီယားတွေတိမ်မဒီတိုင်းပြည်ကိုဒီလိုစစ်ပွဲမီးတွေဟုံးတောက်ပြီးတော့မှခွက်ခေါက်လို့ရမှာအလူခံလို့ရမှာကိုစီတို့ကထိတ်ကိုအဲ့ဒါဆိုဘယ်နိုင်ငံကိုလဲရှင်တို့ကစစ်တပ်ကတိုက်ခိုင်းလို့လေစစ်တပ်ဟုတ်ခဏနေပါဦးခွက်ခေါက်လို့ရမှာလူခံလို့ရမှာဆိုတော့အဲ့လိုခွက်ခေါက်တဲ့လူခံတဲ့ဟာငါတို့ကိုကျိုးတွက်လား အမှန်ပဲခေါက်ခေါက်လို့အလူခံလို့လွလွယ်ကူကူရတယ်ဆိုရင်မင်းခေါက်ရတယ်ရှင်းတယ်နော်မင်းလည်းမင်းတို့ဘောမပဲအချမ်းမှာလူတိတဲ့လူတိအောင်ပဲချက်အောင်ငါးထက်အောင်တည်နေတယ်နေမယ်နော်မင်းငါးထက်အောင်ပါဝင်မစ္စလီပါကွာဟုတ်တယ်မလားခေါက်ပြန်စမ်းတစ်ချက်လောက်ရမလားလို့စောက်စင်ရှိရင်ပေါ့နော်အဲ့စကားနားထိုင်သေးလို့ရမင်းမျက်နှာမှာဒဲကြီးပြောတာနော်ဟဲ့အောင်သောဘောမင်းမစောက်စင်ရှိရင်မင်းပြောတဲ့ခွက်ခေါက်ခွက်ခေါက်လို့ပြောနေတာမင်းတို့မှအဲ့လိုခွက်ခေါက်နိုင်တဲ့စောက်စင်ရှိရင်ခေါက်ပြန်ကန်းကောက်ကျွန်တော်တို့တက်မလို့တော့မှသူပြည်သူကြားတဲ့ဆင်းခေါက်ပြန်မလို့ဘူးလို့မပြောနဲ့လုတ်ပြရင်လုတ်ပြခိုင်းတာ ရှင်းလားအေးကိုစောက်စိတ်ကိုမရှိရင်တော့အမိခွေပြီးအဲ့ဒီတက်တမဟောင်းနဲ့နော်မင်းကဒဲပြောတာနာနိုင်အမလဲသေးလို့ရတယ်မင်းသိလားအဲ့ကတမတော်ကလည်းဘယ်တိုင်းမှလက်လက်ကောင်ကောင်ကြီးကိုတိုက်လို့လေအခုကဆိုဘယ်နိုင်ငံတိုက်လို့လဲလာဆိုတနက်ကြီးတစ်ချက်မပေါဝင်နေပြန်ဝင်သွားတယ်ဗာနေလို့ပြောတယ်စီမစီဆိုတဲ့ကောင်ကမိုက်ကယ်ဆိုတဲ့ကောင်ရဲ့ဟမ်ခွက်ခုတ်တဲ့ကောင်လေးအလူခံထားတဲ့ကောင်လေးဘုရားကိုမင်းတို့မရှင်းပေးနိုင်လို့မင်းတို့ရိုးရဲရမှာရိုးရဲရမှာမရှင်းပေးနိုင်လို့လဲဆိုတော့โอเคအဲ့ဒါဆိုရင်ရိုးရဲရမှာရှိတဲ့ မြန်မာတန်ယုံရဲ့အကောင်စင်ဝင်ယုံရဲ့ငါတို့လည်းအက်လိုက်လေရှင်းရောအက်လိုက်လေနိုင်ငံအာဏာကိုတနက်ဖောက်တိမ်ပြီးတော့အဲ့ဒီပြည်သူပိုင်းအရာတွေကိုယုံတွေကိုအကောင်လုံးမင်းတို့မောင်းပိုင်းစီးထားပြီးတော့ဘာမှတာဝန်မရှိတဲ့လူကိုဘာရှင်းပေးမလို့ဆိုမင်းသမီးကိုချပေးနိုင်တယ်ရှင်းလားဟာပဲရှင်းရောနော်အဲ့ဒါအဖြေပဲရှင်းတယ်ပြီးတော့နော်ရှင်းတယ်နော်အေးဘာရှင်းပေးနိုင်လို့လဲဆိုရင်အဲ့တန်ယုံကိုငါတို့လည်းအက်လိုက်ဖိတ်တိုင်းမှာဖြစ်နေတဲ့မြန်မာပြည်သားတွေအရေးကိုမလုံနိုင်လဲလာလိပလိုက်ရှင်းလား နော်မင်းတို့ခွေးမျိုးတွေလို့ပြည်သူပိုင်ငွေစားပြီးစောက်ပင်းချပြီးတော့ပြည်သူကိုလှစ်လျူရှုနေတယ်မှာငါတို့တို့ကောင်းမျိုးမပါဘူးအလူခံစားတယ်ဆိုရင်လာခဲ့ကိုအစီအလူခံပြီးတော့ဘယ်နေရာစားထားတယ်ခဲ့အောင်မောင်ဖြူဘလောက်မောင်နီဘလောက်ငါးချက်၁၀ရာစားချရည်ပြီးလက်ကိုရိုးအမှနာမည်စင်းရင်ကိုနာမည်ကိုစစ်သိလားမင်းတို့ပေးတဲ့ငွေငါပေယိုပို့လိုက်ရင်ရှင်းနေတဲ့ထောက်ပေးနေတာနော်အလူခံစားလို့ရတယ်ဆိုရင်လာခဲ့ငါနေရာတွေအကုန်တွဲပေးမယ်ရှင်းလားသိလားငါတို့ကယောက်ျားပြစ်တာလေနော်မင်းတို့လို့ယောက်ျားဖားတယ်မလို့ဘူး နော်အဲ့တော့ဘာရှင်းပေးနေလဲအခုအနေထားနဲ့ဘာရှင်းပေးလို့လဲဆိုဗီတမင်လေးကိုရှင်းပေးနိုင်တယ်တိတယ်တဲ့ပြောတာနော်အစားနားထောင်တဲ့လူတွေကတော့ကြောက်ပါရဲ့ဒီလိုកောင်မျိုးတွေကိုဒီလိုပြောမှနားဝင်တဲ့កောင်မျိုးတွေကိုတဲ့ပြောရတာကဲဒါကကိုစီးရဲ့ profile ဖြစ်ပါနော် ဲ့တော့ဇော်ဘိုးဟောင်တော့အခုချိန်မှာဆိုရင်လာရှိုးမျိုးကိုပြန်ရတယ်နဲ့ပတ်သက်ပြီးတော့တော်တော်လေး line မှာဟောင်နေတာဖြစ်ပါရဲ့နော်အဲ့တော့အခုလိုမျိုးကိုစီလိုမျိုးပေါ့နော်ပြန်ဖဲ့တဲ့လူရှိမှပဲသူနဲ့ကိုက်တာဖြစ်ပါရဲ့နော်အဲ့တော့ဘာပြောပြောအခုချိန်မှာဆိုရင်နော်ဒီလာရှိုးမျိုးမှာ MMD နောက်ဆုတ်ပြီးတော့ပေါ့နော်အခုချိန်မှာဒီလိုမျိုးပေးလိုက်တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အခုဆိုရင်ဒီတခြားနေရာတွေမှာပေါ့နော် TL ထိန်းချုပ်ထားတဲ့နေရာ KN ထိန်းချုပ်ထားတဲ့နေရာမှာအချမ်းပဲစစ်ကောင်စီပို့ပြီးတော့ပေါ့နော်စစ်ဆင်နိုင်နေတာဖြစ်ပါတယ် MMD ရဲ့ဒီလို့ရကတော့တကယ်ပဲပေါ့နော်ကျွန်တော်တင်ကန်းစာယူစရာဖြစ်ပါတယ်နော်အဲ့တော့ဘာပြောကျွန်တော်တို့တော်လိုင်းကြီးကမပြီး ပြီးတော့မှပဲပေါ့နော်ကျွန်တော်တို့တပင်းချနိုင်မှာဖြစ်ပါတယ်နော်အခုမပြီးမချင်းကတော့ကျွန်တော်တို့ဘယ်နိုင်ရပြီဘယ်နိုင်ရပြီပြောလို့မရပါဘူးနော်အဲတော့ဒီကအချမ်းပဲစစ်ကောင်စီပြုတ်ကျပြီးမှပြည်သူအာဏာပြည်သူလက်ထက်ပြောင်းသွားတဲ့အချိန်မှသာကျွန်တော်တို့ကတကယ်ပဲဒီမြို့တွေကိုပြန်လဲထိန်းချုပ်ဖို့ပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့အာဆွေးနွေးတိုင်ပင်ကြမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်ဒီညအတွက်တင်ဆက်မှုဗီဒီယိုလည်းဒီလောက်ပဲဖြစ်ပါတယ်စာဆုံးကြည့်ပေးကြရတယ်မိဘပြည်သူရောက်စတဲ့ထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည်ဆောင်ပြီးတော့အချမ်းဖက်မင်းအောင်လည်းစစ်ပေးငလင်ပေးဘေးရန်တွေပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ